မက္ကဆီကိုနိုင်ငံကလင်းပိုင်တွေပါဝင်တဲ့ပြပွဲနဲ့ဖျော်ဖြေပွဲတွေအားလုံးကိုတားမြစ်ပိတ်ပင်လိုက်ပြီးဖြစ်ပါတယ်။ဒေသခံတွေကမင်ချိုလောလို့ခေါ်ကြတဲ့ဒီဥပဒေမူကြမ်းကိုမက္ကဆီကိုနိုင်ငံရဲ့အထက်နဲ့အောက်လွှတ်တော်နေရာစလုံးကအခုနှစ်ဇွန်လ26ရက်နေ့မှာမဲခွဲအတည်ပြုပေးလိုက်တာဖြစ်ပါတယ်။အဲဒီနောက်မှာသမရကလောဒီယာရှန်ဘောင်းကလက်မှတ်ထိုးအတည်ပြုပေးခဲ့ပါတယ်။မင်ချိုဆိုတဲ့လင်းပိုင်အထီးလေးဟာပြိဿအများအပြားကြီးတဲ့ပြပွဲတစ်ခုအတွင်း ကွန်ကရစ်ပလော့ဖောင်းကိုအရှိန်နဲ့တိုက်မိပြီးဒဏ်ရာရသွားတဲ့ပုံလူမှုကွန်ရက်ပေါ်မှာပြန်သွားခဲ့ရကလူတို့အကြားဒေါသထွက်ကန့်ကွက်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက်မှာဒီလင်းပိုင်တွေကိုပြပွဲနဲ့ဖျော်ဖြေရေးအတွက် အသုံးပြုမှုတွေတားမြစ်တဲ့ဥပဒေထွက်လာတာပါဒီဥပဒေကလင်းပိုင်တွေနဲ့ပြည်သက်တွေရေကူးတဲ့ပြပွဲတွေလင်းပိုင်တွေကိုလက်နဲ့ကင်ကြတဲ့အစီအစဉ်တွေအားလုံးကိုပိတ်ပင်တားမြစ်လိုက်ပါတယ်ဒါအပြင်လင်းပိုင်တွေကိုတားဖောက်မွေးပြီး ပြပွဲလှုပ်ရှားတာတွေကိုပါတားမြစ်လိုက်တာကြောင့်အခုထိမ့်သိမ်းခံထားကြရတဲ့လင်းပိုင်တွေဟာနောက်ဆုံးမျိုးဆက်ဖြစ်ပါမယ်။ဒါ့အပြင်လက်တလောထိမ့်သိမ်းခံထားရတဲ့လင်းပိုင်350ကိုလည်းလက်ရှိထိမ့်သိမ်းထားတဲ့ကွန်ကရစ်ရေလောင်ကန်တွေကနေသူတို့ကိုကာကွယ်မှုပေးထားတဲ့ပင်လယ်ရေစက်တွေဒါမှမဟုတ်ပင်လယ်တွေကိုဥပဒေထုတ်ပြီးတစ်နှစ်ခွဲအတွင်းပြောင်းရွှေ့ပေးရမယ်လို့ဖော်ပြထားပါတယ်။မက္ကဆီကိုလိုလင်းပိုင်တွေကိုဖျော်ဖြေရေးအတွက်အသုံးပြုမှုတားမြစ်တာဒါမှမဟုတ် အဲ့ဒီလိုလှုပ်ဆောင်မှုတွေကိုရှော့ချတဲ့တခြားနိုင်ငံတွေကတော့ကနေဒါ၊ပြင်သစ်၊ကော့စတာရီကာနဲ့ချီလီနိုင်ငံတို့ဖြစ်ကြပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ